ခေမှာထောင်းတော့တပုံတပုံရိုက်လိုက်တယ်ဒီခေကရပေါ့နော်တပုံတွေရိုက်လိုက်တယ်ကိုတပုံပဲအချိန်နေရှိတော့ဒီနားရင်ကြည့်လို့ရတယ်ဟာဒီဟာဟုတ်ပြီစိတ်မကောင်းချက်ချင်းနောက်တပုံရိုက်လိုက်မယ်ဖလင်လည်းမကုန်ဘူးရကျွန်တော်တို့ခေတုန်းကတပုံရိုက်လိုက်လို့မားသွားရင်လည်းဖလင်လည်းရှုံးတယ်ထွက်လာရင်လည်းကောင်းမယ်ဆိုတော့နောက်မှဖလင်စေးမှတည်တယ်အဲ့တော့အဲ့ဒီကြားထဲမှာကျွန်တော်တို့ကဟောဖလင်မစေးခင်အထိကရင်ခုန်တယ်အဲ့တော့ဖလင်စေးမှပဲ တက်ပင်းချရတယ်အဲ့တော့အဲ့ဒီဒုက္ခလေးတွေဟာဒီဖက်ခက်မှာမရှိတော့ဘူးကျွန်တော်တို့ကအဲ့ဒါကြောင့်နှလုံးသားကတွေတော့ဖြစ်လာတော့မတည်သေးဘူးအဲ့ဒီစိုးရင်စိတ်တွေလေမင်္ဂလာဆောင်တစ်ခုရပြီးပြီဆိုရင်အဲ့ဒီမင်္ဂလာဆောင်တက်ဖို့မပြတ်ဖို့အတွက်ကိုကျွန်တော်တို့စိုးရင်ရတာကြီးကလုံးဝကြောက်စရာကောင်းလောက်အောင်ပေါ့နော်အေးအဲ့ဒါကိုကျွန်တော်တို့ဖျက်ကြော်ခဲ့တယ်ဒီဖက်ခက်ရောက်တော့အဲ့လိုစိုးရင်စရာမရှိတော့တဲ့အချိန်မှာဒီဖက်လူငယ်တွေကဒီတက်ဖို့ကိုဒီတက်ဖို့ကြိုးစားခွင့်ရပါပြီခုပဲရရင်လည်းကြည့်လိုက်လို့မကြိုက်လို့နောက်တော့ဘုံရဲ့နောက်တော့ဘုံရဲ့လေပုံကအောင်မြင်ဖို့ပဲရှိတယ် ကျွန်တော်တို့လိုဒုက္ခကြီးမရှိတော့ဘူးအဲ့တော့ဆက်လက်ပြီးတော့ဒီဓာတ်ပုံပညာကိုဒီ digital ခင်မှာစူးစမ်းပြီးတော့ဆက်လုပ်မယ်ဆိုရင်တော်တော်အောင်မြင်ဖို့အလားအလာရှိတယ်ဆိုကျွန်တော်ဒီ box camera ပါနော်ဒီ box camera နဲ့စပြီးတော့ဓာတ်ပုံကိုကျွန်တော်ကလေ့လာပြီးရိုက်ခဲ့ရတယ်အဲ့တော့ကတော့12ပုံပေါ့120 film နဲ့တစ်ခါရရင်12ပုံပဲထွက်တာပါနော်ဒီဟာနဲ့ကျွန်တော်တို့ကစပြီးလေ့လာခဲ့ရတယ်အခုဒီ camera လေးတွေကတော့အခုတော့အမိုင်းဝင်တဲ့အလှထားတဲ့ဖာတွေဖြစ်ကုန်ကုန်ပြတာတွေ အခု defect ခင်းနေတာတော့ဒီဟာကမဆိုင်တော့ဘူးဒါပေမဲ့ဒီကောင်းရဲ့တံဖိုးကိုကျွန်တော်ကအခုထိထားတယ်ဆိုတာကိုယ့်ရဲ့တမိုင်းဖြစ်နေလို့ဒီပစ္စည်းလေးတွေကကျွန်တော်တို့ရဲ့ခင်တော့ကဒါဒီလိုပစ္စည်းတစ်ခုရဖို့ကလွယ်တဲ့ကိစ္စမဟုတ်တဲ့အတွက်အဲတော့အသေးသာစူးစမ်းမှရတဲ့ပစ္စည်းတွေအခုကတော့အလှထားဖြစ်တော့ကျွန်တော်တို့ရဲ့တမိုင်းကိုကျွန်တော်ကတင်းထားတဲ့သဘောပဲအဲ့လိုဖြစ်နေအခုနောက်ပိုင်းခက်ကတော့အများကြီးတိုးတက်သွားတဲ့ပုံမှာ ဘာလို့မဆိုတော့လေ့လာခြင်းတဲ့လူကတော့ဒီရှေးဟောင်းတွေကိုတော့သိချင်နေအောင်ပါပဲဆိုပြီးတော့အဲ့လိုကျွန်တော်ဒါတွေကိုတင်ထားတဲ့သဘောပါပဲ။အော်ကျွန်တော်ကတောင်ကြီးမြို့မှာပဲနေထိုင်ပါတယ်။ကျွန်တော်အသက်က69ရှိပါပြီ။နာမည်ရင်းရလဲဥအောင်စားမယ်။ဓာတ်ပုံဆိုင်နာမည်လဲဥအောင်စားပဲဖြစ်နေပါတယ်။အဖေကအရင်တော့လက်စစ်ပစ္စည်းဆိုင်ဖွင့်ထားတာလေ။အဲ့ဒီမြို့မှာထဲမှာပဲ။လက်စစ်ပစ္စည်းဆိုင်ဖွင့်တော့သူကဖလင်းကင်မရာတွေနဲ့နည်းနည်းရောင်းနေပြန်။ ။ရောင်းတော့ကျွန်တော်ကလည်းအဲ့ဒီကင်မရာလေးတွေနည်းနည်းလေ့လာပြီးတော့နည်းနည်းသဘောတရားတွေသိထားတာပေါ့။အဖေသားကလည်းပေါ့သိထားတယ်။ကျွန်တော်ကကျောင်းနေတဲ့ယူရယ်။ကျောင်းနေတဲ့ယူရယ်ဖြစ်တဲ့အချိန်မှာကျွန်တော်ကျောင်းကတငယ်ချင်းတွေရတယ်။ဟိုတိုင်းဆရာတွေရောဂျူဒိုဆရာတွေရောအကုန်လုံးကာတေဆရာတွေရောပြည့်နေတယ်။ဒီလူတွေနဲ့ကျွန်တော်တို့ကျောင်းဆင်းလို့တွားလဲပြီဆိုရင်အကုန်လုံးကဟိုခုံကံမဲ့ဟုတ်ကစားမယ်ပြုတ်မယ်ဆိုတော့ကျွန်တော်ကသူတို့ကိုမထူးဓာတ်ပုံရိုက်ပြီးကောင်းမယ်ဆိုပြီးဆိုင်ကကင်မရာလေးယူပြီးတော့အဖေသားကနည်းနည်းပါးပါး ဲ့ဒီပေါ့ရိုင်းနီးအတူခေါက်လေးတွေရှိတယ်အဲ့ဒါလေးတွေမေးပြီးတော့ကျွန်တော်ကတွားရိုက်တာပဲတွားရိုက်တဲ့အချိန်မှာသူတို့ကလည်းတိုင်းဆရာခြေတိတ်တွေကလည်းဘာဝဒနာပါတော့ခုံကန္နာတွေဝါဒနာပါတယ်ခုံကန္နာဝါဒနာပါတော့သူတို့ခုံကန်လိုက်တဲ့ဟာကိုကျွန်တော်ကလည်းမျက်ခင်းရနေဒီလိုကင်မရာကိုထားပြီးပြင်ပြီးရိုက်တော့ဓာတ်ပုံထွက်လာတဲ့ခါကျရင်သူတို့တွေကမိုးပေါ်တွေရောက်နေတယ်သူတို့လည်းတအားပျော်ကြတယ်ကျွန်တော်လည်းထပ်ဝင်ရိုက်တာပျော်လာတယ်ကင်မရာရောဝါဒနာပါလာအမှန်တကယ်ကျွန်တော်တို့ ကအင်မရန်ချုပ်တက်ပါတယ်အစင်သိပ်မပြေပါဘူးအဲ့ဒါဒီဒီဓာတ်ပုံလေးကိုကျွန်တော်ကတော့လိမ်ပဲလိမ်ပဲလှုပ်ရှားနေတဲ့အချိန်မှာပဲဖြစ်ချင်တော့ဗျာရှိကဆိုင်ဖောက်ခံရတော့အကုန်ကုန်ရတယ်ကင်မရာတွေကလည်းကုန်ပါသွားတယ်ဘာမှမရှိတော့ဘူးအဲ့ချိန်မှာကျေးဇူးရှင်တယောက်ပေါ်လာတယ်ကိုကျော်ရင်ဆိုတာကိုကျော်ရင်ကကျွန်တော်ကိုကင်မရာလည်းပေးငားတယ်အကျွေးလည်းပေးတယ်အဲ့လိုအဲ့လိုအဲ့လိုတဖြည်းဖြည်းနဲ့မဖြစ်လာတော့ဆိုရင်အဲ့ဒီ ကိုကျော်ရဲ့ကျေးဇူးနဲ့တော့ကင်မရာလေးပြန်ကင်ပြီးပြန်ပြီးအဲ့လိုလှုပ်လှုပ်လာရတယ်။လှုပ်လာတဲ့အချိန်ကျတော့ကိုကဆိုင်ပေါက်ခါတော့ကုန်ပြီးအကျွေးတွေလည်းတင်နေပြီဆိုတော့အလောက်ကစူးစားဖို့လိုပြီ။အဲ့ချိန်မှာကျွန်တော်မျိုးသမီးကလည်းကျွန်တော် MI နောက်ကြတဲ့အချိန်ဆိုတော့သူ့ကိုလည်းကျွန်တော်ကစိတ်ဓာတ်စိတ်ဓာတ်ကိုရိုက်သွင်းတာပေါ့နော်။အဲ तू ကအဲ့ဒီအချိန်မှာကျွန်မရန်ကုန်မှာကျောင်းတက်နေတာ။ဟွန်း။ကျောင်းတက်နေတဲ့အချိန်မှာ तू ကကင်မရာဖောက်ခံရလို့စိတ်ကျပြီးတော့စိတ်ဓာတ်ကျပြီးတော့မှရန်ကုန်ရောက်လာရင်လည်းကျွန်တော်တို့စုံပြီးရရှင်။ငါတို့နေ့အောင်လုံးပဲလို့စူးစားရင် ဒီဓာတ်ပုံအလုပ်ကိုဘယ်လိုတိုးတက်လာမလဲအဲ့တော့မင်းရိုက်တအောင်ရိုက်ရဲအောင်မင်းဘယ်လိုကျင်းရမလဲသူ့ကိုကျွန်တော်ကောင်းကောင်းမောင်းတာဗျာကျွန်တော်တို့ရေဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ရိုးရာရာဆိုရင်မိန်းကလေးတွေကအိမ်တွင်းပုံပဲဖြစ်ကြတယ်အမျိုးသမီးတွေကအိမ်တွင်းပုံပဲဖြစ်ကြတဲ့အချိန်မှာသူကကျွန်မကိုရအောင်ဆွဲတင်လိုက်ပါတယ်ဆွဲတင်လိုက်တယ်ဆိုတော့ကျမအပြင်ဘဟုသုတလည်းရအောင်နောက်ပြီးတော့မှအိမ်တွင်းမှာပဲတစ်ချိန်လုံးညုံပြီးမနေရအောင်ဆိုပြီးတော့မှ main လေးကင်မရာမန်ဖြစ်အောင်ဆိုပြီးတော့မှကျမကိုဆွဲတင်ခဲ့တယ် အဲ့ဒီအနေထားမှာပထမဆက်ဆံချင်တော့ကျွန်မတော်တော်လေးကြောက်ခဲ့ခြင်းကြောက်ခဲ့ဟိုဓာတ်ပုံတပုံရိုက်ရိုက်ဖို့အတွက်ဟိုဖလင်တခုကုန်မယ်ဆိုကျွန်တော်တို့အရန်ချုပ်တဲ့အတွက်ကြောင့်မလို့ကျွန်မအရန်ကြိုးစားရပါတယ်အဲ့ဒီအချိန်မှာကြိုးစားနေတန်လန်းနေကျွန်မတို့ဒီရိုးရကလားပွဲကျွန်မတို့ဟိန္ဒူဖြစ်တဲ့ကြောင့်မလို့ဟိန္ဒူပွဲလေးတွေကိုကျွန်မစာရီနဲ့ပဲရိုက်ပါတယ်ရှင်ရိုးရဝတ်စုံလေးတွေနဲ့ရိုက်တဲ့အချိန်မှာတဖြည်းဖြည်းကျွန်မတို့နာမည်ရလာတယ်အော်အဲကလားအမျိုးသမီးတယောက်ဟာဓာတ်ပုံဆရာမဖြစ်နေလို့ဆိုရင်နာမည် အဲ့ဒီကနေစရင်စရင်တဖြည်းဖြည်းတဖြည်းဖြည်းကျမတခြားလူမျိုးခြားပွဲတွေရောဘာသာခြားပွဲတွေရောအကုန်လုံးတဖြည်းဖြည်းရင်းဖြစ်သွားလို့ရှိရင်အဲကျမရဲ့ support ကကျမအမျိုးသားပါလေအားပေးမှုအများကြီးရှိပါလေရှင်နိုင်ငံတော်ပွဲတွေတော်တော်များများအောင်လေကျမတယောက်တည်းလည်းဖြစ်တယ်တခါလေအမျိုးသားနဲ့တွဲရရင်ရရင်လည်းတယောက်တည်းလည်းတော့ရိုက်ဖြစ်သွားပါလေရှင်ဟာသားတစ်ခုလည်းရှိသေးတယ်ကျွန်တော်ကသူ့ကိုမောင်းရင်းမောင်းရင်းနဲ့သူက တော့ဘုံရိုက်တက်လာတော့ကျွန်တော်တို့နေအောင်လုံးတူတူလောက်စားနေကြတာပေါ့တော့ဘုံရိုက်ပြီးတော့တခြားကင်မရာမင်းတွေကဟိုကပြဿနာလ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 ာတက်တာရှိရဲ့ပြည်လာကောင်စားမျိုးတွင်းတော့ဟာမင်းတို့ဟာတော့ဘုံရိုက်ပြီးတော့ဒါမင်းတို့ကောင်တွေငါတော့ရိုက်ဖို့ပြောတော့မင်းတို့ကပြောလို့မရဘူးပါအဲ့ဒီပြဿနာတွေတတော်လူကြီးလာတယ်ဟာခင်ဗျားသားတော့မျိုးမျိုးတော့ဘုံရိုက်ဖို့ဘယ်လိုစီယုံလိုက်တာလဲအေးဒါကလည်းကံပဲကွာစီယုံဝင်စုံဝင်တဲ့သူလည်းကင်မရာမင်းဖြစ်သွားတယ်ဟာလေ သူလည်းဝါသနာပါလာတယ်မင်းတို့လည်းအဲ့ဒါရအောင်စီအောင်ပေါ့ကွာအဲ့အဲ့ဒီစကားလေးကကျွန်တော်တို့နမဟာသတကူဖြစ်လာအခုဓာတ်ပုံလောကကြီးထဲမှာအမျိုးသမီးဓာတ်ပုံဆရာလေးတွေအခုအများကြီးဖြစ်လာတာကိုတွေ့တယ်အရန်လဲအားကြပါတယ်ကျွန်မစပြီးဓာတ်ပုံရိုက်တဲ့အချိန်မှာလည်းအများကြီးဟိုပဲကျွန်မလက်တွဲခေါ်ခဲ့တယ်ဒါပေမဲ့အမျိုးသမီးတွေတော်တော်များများအဒီအိမ်မှုကိစ္စတွေဘာတွေနဲ့ဟိုဒီဘက်လိုင်းကိုမပါခဲ့ဘူးစီးပွားရေးအနေအရာပေါ့နော် ဲ့တော့ကျွန်မအခုအမြင်အရမှာဆိုလို့ရှင်အမျိုးသမီးတက်ဖို့စရာတော်တော်များများဖြစ်လာတဲ့ဟာမှာကျွန်မအရန်အားကြပါတယ်အမျိုးသမီးအားလုံးဟာလေဒီဓာတ်ပုံလောကနဲ့ရင်းနှီးလာတာနဲ့အများဒီလူမှုကိစ္စကြီးနဲ့ပတ်သက်လို့ပေါ့နော်ဘယ်လိုပြောရမလဲစီးပွားရေးတစ်ခုအနေနဲ့သူတို့ဟာလေအများကြီးသူတို့အတွက်အကျုံးဝင်လာပါတယ်အဲ့ဒီဟာကိုပဲကျွန်မအဓိကဝမ်းသာအားရပြောချင်ပါတယ်လှည့်လန်းလဲကြိုဆိုပါတယ်အားလုံးကိုရှင်ကျွန်မရဲ့နာမည်ဒေါ်ခင်လင်းပါရှင် ဆက်ခင်လင်းကျမရဲ့ဓာတ်ပုံအခုပြိုင်ပွဲနာမည်လေးကမိအောင်ဆန်းလို့ထားထားပါလို့ရှင်။ဟောသမီးကြီး၃ယောက်မွေလာတော့ဗောနော်။ဒါမရှိဘူးဆိုတော့ကျွန်တော် main လေးနဲ့ဓာတ်ပုံတော့ကောက်သွားတော့ဗောနော်။အဲ့ချိန်မှာကျွန်တော်ကဘာကိုအားကြတော့ဆိုမန်လေးတက်သူမှာဓာတ်ပုံမူနာဆိုတာရှိတယ်ဗျ။သူကနာမည်ဒါကြီးတယ်ဗျ။အဲ့တော့အဲ့ဒီဓာတ်ပုံမူနာကိုကျွန်တော်သဘောချပြီးကျွန်တော်သမီးကိုလည်းကျွန်တော်မူနာဆိုတဲ့နာမည်ပေးပြီးတော့သူ့ကိုအခုဓာတ်ပုံလောကထဲထည့်လိုက်တာခွေးလဲသူလဲပြုံးလင်းမှာဓာတ်ပုံမှာပဲ။ ဒီဟာဘယ်နဲ့ပဲသူတော့အောင်မြင်နေပါလေ။အဲတော့အထူးသဖြင့်တော့သူများမင်းကြီးတပ်ပုံဆရာမန်လေးမှာရှိခဲ့ဘူးတဲ့တပ်ပုံမွန်နာဆိုတာကြားလာတဲ့ပုံမှာတမီးကိုလည်းတပ်ပုံဆရာဖြစ်အောင်လုပ်မယ်ဆိုပြီးလှုပ်လိုက်တဲ့အပြင်တမီးနာမယ်ကမွန်နာပဲပြေးလိုက်တယ်။ဟိုမွန်နာတော့သိချင်မှသိမှာ။မန်လေးကမွန်နာပါလား။ဒီပုံကဆရာကျွန်တော်တစ်ခေါက်ကစူးရဘူးတဲ့ပုံမှာနော်။ဒီပုံရဲ့တမိုင်းကကျွန်တော်တကယ်ချင်းကရေပန်းလေးနဲ့နောက်ကနေရေကိုဖြန်းပေးရတယ်ဒါမိုးမိုးရွာတဲ့ပုံဖြစ်သွားအောင် အဲ့ဒီဒီကောင်မနဲ့နေထွက်တဲ့ချိန်မှာတိုက်ရိုက်တာနောက်ဒီပန်းကလည်းဘိန်းပန်းအသေးစားလေးတွေပေါင်းမှအလားဆိုင်တဲ့ဟာတွေအဲ့တော့ဒီပြန်ပွဲကကျွန်တော်ပုံတင်လိုက်တော့ကျွန်တော်ကြားတာပါတော့မြန်မာနိုင်ငံဓာတ်ပုံတင်မှာဓာတ်ပုံစုကိုရွေးချယ်တဲ့ချိန်မှာဒီကောင်ပထမအဆင့်ထိရောက်သွားပြီးပြီရောက်သွားတဲ့ချိန်မှာသူတို့ကပြန်ပြီးတော့ပြောပြတာ ဒါဘိမ့်ပန်းဖြစ်နေလို့တဲ့ဘိမ့်ပန်းဖြစ်နေလို့တဲ့ဒုတိယနေရာပဲသားပဲလေတဲ့အော်ဟုတ်ပြီတကယ်တော့ဒါဘိမ့်ပန်းအစ်စ်မဟုတ်ဘူးရတကယ်ဘိမ့်ခင်းမှာတကြရတာမဟုတ်ဘူးဒါကဟိုပေါင်းလေးတွေမှာဘိမ့်ပန်းနဲ့တပုံစံတည်းရှိတယ်အဲ့ဒါကိုအဲ့ဒါကိုရိုက်တာအဲ့တော့တချို့ကဒီလိုပန်းရှိမှန်းတော့မသိဘူးဘယ်သူမှဆိုဒါကိုဘိမ့်ပန်းမင်းထင်တယ်ဒါမဲ့ဒါမဟုတ်ပေါင်းမှာအလားပေါက်တဲ့ဘိမ့်ပန်းဆိုတာရှိတယ်အဲ့ဒီဟာကိုကျွန်တော်ရိုက်ထားတာအမှတ်တရဖြစ်သွားတယ်စုကလည်းဒုတိယစုရလိုက်သေးတယ် ဲ့တော့အမတ်တရားနေတဲ့ဒီပုံကိုသိမ်းလာတယ်မြန်မာနိုင်ငံဓာတ်ပုံသင်္ကန်းနဲ့ပြန်ပွဲလောက်တုန်းကကျွန်တော်ဆူရတဲ့ဓာတ်ပုံတွေပေါ့ဒီစာအုပ်ထဲမှာသူတို့ပြန်ထည့်ပေးလာတယ်ဟာလေးလေးအဲ့ဒီတည်းအမတ်တဲ့ပုံလေးကိုကျွန်တော်ပြချင်လို့လေအဲ့မှာသူကဒီဒီစုရတဲ့ဒီမျိုးမြန်ပုံလေးကိုသူတို့ကဒီမှာထည့်ထားပေးတဲ့ဒီထဲမှာအဲ့ဒီကျွန်တော်ရထားတဲ့တပ်ပုံပေါ့နော် ဒါပေမဲ့ဒီမြို့မြန်ကိုလွတ်လိုက်တဲ့အဖွဲ့ကဘယ်ဖွဲ့လဲကျွန်တော်ကမသိဘူးကိုကလာရိုက်ပြီးတာနဲ့ပြန်ပွဲကိုတင်လိုက်ပြီးတော့ဆူရသွားတာပဲဒါအဲ့ဒီတော့ဟောဗျာကျွန်တော်တို့ကမမာနဘာမှမရှိဘူးဘာမှမမော်မှုမရှိဘူးကျွန်တော်ဘဝဇီရိုပဲဆိုပြီးတော့ပျော်ရွှင်မှုတစ်ခုနဲ့ပေါ့ဗျာကျွန်တော်တို့အများအား open heart ပေါ့အေး तू तू ဆိုသူဆိုင်နာမယ်တော့ open heart လို့ထားရတယ်ဟိုလောကဟိုပွင့်လင်းတဲ့နှလုံးသားနဲ့နေတယ်ကျွန်တော်တို့လည်း zero ပဲဘာမှမဲ့လုံးမရှိဘူးဆိုတဲ့သဘောကိုခေါ်ထုတ်ပြီးတော့ရိုက်သားတာဗျာ ကျွန်တော်ဆရာပါပဲကိုချစ်စင်ဆိုတာအခုလည်းဖြူပါတယ်ဆိုင်းချစ်စင်လို့ခေါ်ပါတယ်ဒါမှမဟုတ်ဆရာဆိုင်းချစ်စင်သူနာမှာလည်းကျွန်တော်ပညာအများကြီးရခဲ့တယ်ကိုုံးပေကတော့ဓပုံမရှိလို့ပေါ့နော်ကိုုံးပေလည်းကျွန်တော်ဆရာပဲဒါကကိုစင်ပေကိုစင်ပေကဆိုတာကဒီကိုချစ်စင်ရဆရာပဲကိုချစ်စင်ရဆရာကိုစင်ပေအခုကိုစင်ပေလည်းအခုတော့မရှိတော့ပါဘူးအဲ့တော့ကျွန်တော်ကအဲ့ဒီတော့ဓပုံပညာကိုကိုချစ်စင်တို့ကိုစင်ပေတို့ကိုုံးပေတို့နဲ့ကျုံကျုံတို့ ကျွန်တော်မေးမြန်းမေးမြန်းပြီးတော့လေ့လာရင်းနဲ့ပဲကျွန်တော်ဓာတ်ပုံသမားဖြစ်လာတော့အဲ့ဒါကျွန်တော်ရဲ့ဆရာသမားပုံကအမှတ်တရကျွန်တော်တို့ရိုက်ပြီးတင်ထားလိုက်ကျွန်တော်တော့ပြောချင်တာအခုဒီကလေးတွေရိုက်လာတဲ့ပုံတွေအရင်တော့ကျွန်တော်တို့ cropping ကိုဒီလိုမလုံးနဲ့ဟိုလိုမလုံးနဲ့ဆိုတော့ထုံးစံပေါ်မှာသွားခဲ့ရတယ်ဗျဒီဖက်ခေတ်ကကလေးတွေကျွန်တော်သူတို့ cropping ကပို့ပြီးတော့ထူချားလာတယ်ဗျကျွန်တော်တို့အရင်တော့မရိုက်ဘဲနဲ့ရှောင်နေရတဲ့အချက်တွေကသူတို့ကရိုက်လာတဲ့ပုံမှာသူ့ရဲ့အလားကပို့ပြီးပေါ်ထွက်လာတယ် အဲ့တော့ဒီကလေးတွေ cropping ယူတဲ့အာကိုကျွန်တော်တော်တော်လေးစားပါတယ်ဗျကျွန်တော်တို့ရဲ့လက်ကအကျင့်ပါနေပြီဒီ cropping ကိုမရက်ရဲဘူးကလေးတွေက cropping ကိုမျိုးမျိုးရိုက်တယ်ထွက်လာတဲ့တောက်ပုံတွေကတော်တော်လေးကိုကျွန်တော်ကလေးစားပါတယ်အဲ့တော့အခုဒီဖက်နောက်ပိုင်းမှ digital ခင်မှာအသစ်အသစ်ထွက်လာတဲ့ဒီဓာတ်ပုံဆရာတွေရဲ့အမြင်တွေရောပညာတွေရောတော်တော်တော့လေးစားစရာကောင်းတယ်ဗျကျွန်တော်ကဒီကင်မရာတွေရှေ့အောင်ပစ္စည်းတွေတော်တော်များများကိုဒီမှာတင်ထားတယ်ဆိုတော့ကျွန်တော်ကဒါကိုတော်တော်တန်ဖိုးထားတယ်ဗျကျွန်တော်ဟိုးချက်တိတ်ဘောကလေးကကျွန်တော်ခံခဲ့တဲ့ပစ္စည်းတွေအစား ဒီနေ့ဒီကျွန်တော်တင်ထားတာရှိတယ်အခုတင်ထားတော့တင်ထိုင်းတင်ထိုင်းနဲ့လောဝရှေအောင်လို့မျိုးပြခန်းလုပ်ဖို့လဲစိတ်ကူးကတော့ရှိနေပါတယ်ဒီပစ္စည်းလေးတွေကိုလူတွေနောက်နောက်တောင် ပေါက်လာတဲ့ဒီကလေးတွေဒီကင်မရာရဲ့လောကအကြောင်းသိဖို့အတွက်ပစ္စည်းလေးကိုကျွန်တော်တင်ထားပေးတဲ့သဘောနဲ့ဆုထားတယ်ဗျ